လူရောမကြိုက်ဘူးကြိုက်ပါရဲ့နော်လူလားအဲလူလည်းကြိုက်တယ်လို့လူကကြိုက်တယ်ဒီရဒီချင်းတော့ဒီသဘောခံတော့အဲ့လေမင်္ဂလာပါခုနိမင်္ဂလာပါငယ်လေးနောက်မှာရှေဘိုထဲ့တာပါလားရှေဘိုမင်းကြီးပြောတင်တာ ဟုတ်တယ်ကိုကြီးဟွာလေးငယ်ဒီနောက်မှာရှူထည့်တဲ့အကြောင်းရင်းတော့ငယ်ကကျော်ရှူဘွားဆိုတော့အဲကုမြို့လေးကိုချစ်တော့ရှူဘူးလို့ထည့်ပြလိုက်တာရှူဘူးသူပေါ့ရှူဘူးသူရှူဘူးသူဟုတ်ရှူဘူးသူကဘယ်ကလေးကဒီနုညာတော့ရောက်လာတယ်ဘယ်လဲမိကလိန်ပြတာလဲဘာလို့ဒီသူများလှက်အောင်ဒီလိုလေးစင်ရင်လည်းအလုပ်ကိုဘွားသနာပါခဲ့ရတာ ငယ်တည်းကကျတော့ငငယ်တည်းကကျတော့ကိုကိုတိုင်လှတာတည်းသူများလှတာကိုကြည့်ရအောင်ပို့သဘောကြိုင်ငငယ်တော့ဆိုလို့ရှိရင်တော့သူများလှတာလေးဆိုလို့ရှိရင်လိုက်အရင်ကြီးရေညခုံးလေးတွေတို့နှာတိုင်းလေးတွေတို့နှာခမ်းလေးတွေတို့ဆိုရင်အဲ့လိုတသက်ရေလေးရှိတဲ့ main ကလေးပဲမြင်မြင်ယောက်ျားလေးပဲမြင်အဲလှတဲ့ဟာလေးဆိုရင်သူများလှတာမျိုးကိုကသဘောကြတဲ့လူဖြစ်တဲ့ကြောင့်မို့အဲ essay တွေကအတွင်းငန်စိတ်ပါလာပြီးတော့အဲကိုအသက်ရွယ်လေးတစ်ခုလည်းရောက်လာတဲ့အချိန်မှာသူများလှတာလေးတွေကိုဘယ်လိုဖန်တီးပေးရမလဲစိတ်ကပိုးဝင်ပြီးတော့နေပြီးတော့ဒီ make up artist line ကိုရွေးချယ်ပေးပြီးပြီလားဟုတ် ဘလို့ဆရာနဲ့ဘလို့လေးတိမ်ပဲပြီးဘလို့လေးဒီလမ်းကြောင်းကိုလျှောက်ခဲ့တာဟုတ်ကဲ့ပါငယ်ဟောရှူဖို့ပေါ့နော်ရှူဖို့ဆိုတာငယ်တို့ရန်ကုန်နဲ့ဆိုရင်မိုင်ပေါင်း906လောက်900နီးပါးတော့ဝေးဒါပေမဲ့ရှူရန်ကုန်မြို့ဆိုတာကြားပဲကြားခဲ့ဘူးကငယ်ငယ်တုန်းကဆိုရင် TV ထဲမှာမြင်ခဲ့ဘူးတယ်အဲ့လောက်ပဲရှိခဲ့ဒါပေမဲ့အဲ့ဒါတော့ making sandwich တို့ဆိုင်မှာပထမအဆုံးနေနဲ့ရောက်ခဲ့ဖြစ်တာပေါ့နော်အဲ့ဒါ16 18လောက်တုန်းကရောက်ခဲ့ရောက်ခဲ့ပြီးတော့အဲ့ချိန်မှာ အမေတို့စီမားပညာသင်ပြီးတော့ဒီလမ်းကြောင်းပေါ်ရအောင်ရွေးချယ်ခဲ့ရပါ။ဟုတ်။အဲ့ဒီလေကအလှပတွေကြိုက်နေပြီလား။ကိုကနွဲ့နေပြီလား။အဲ့ချင်အမေလည်းကနွဲ့လာလေ။အသက်9နှစ်လောက်တရားနွဲ့နွဲ့နှောင်းနှောင်းနဲ့မိန်းကလေးကြမှာနေရယ်မိန်းကလေးနဲ့တူတူနေတယ်မိန်းကလေးနဲ့တူတူလုံးဝအဲ့လိုဆော့တဲ့ခစားရေးလက်လောက်တော့ဆီယမ်မရပြောရရှိရနင်ကကြားလိနေပါလို့မဆော့ရလဲဆိုအဲမဟုတ်ဘူးမိန်းကလေးနဲ့ပြင်းနေတဲ့ခစားရတာအဲ့ဒါကစပြီးတော့နိုးရတာအခုချိန်ကြီးရအောင် ်နွဲလို့မပြီးဘူးအော်ငကိုတွဲမူလာမယ်ဟုတ်မွေးမွေးတယ်ရနွဲရအဲ့တော့အော်ရှေဘူရောက်ရင်တော့ဆိုင်ကယ်စင်းနဲ့ပတ်လိုက်လားအာရှေဘူရောက်လို့ဆိုင်ကယ်စင်းနဲ့ဆိုင်ကယ်စီးရကြိုက်တော့ကျော်လေးကိုမျိုးပါဆိုတော့ကိုမျိုးကဆိုင်ကယ်စီးရသဘောကျရညနေပိုင်းလေးဆိုရင်ဆိုင်ကယ်လေးပက်စီးရဲအဲ့လိုသွားရတာတငယ်ချင်းနေနေပေါ့နော်အဲ့ဖိုဆိုင်စာဒီဆိုင်မုံစာထွက်စာထွက်စာပြတ်တယ်ဟုတ်ကိုကဒီဘက်မှာမင်းသမီးတွေကိုလိန်ပေးနေတယ်အာမင်္ဂလာပွဲတွေလိန်ပေးနေတယ်ဆိုတော့ဟုတ်ဘက်ရှေဘူကြတော့ ို့ပို့ပြီးတော့ချစ်ကြတာပို့ပြီးတော့အားကိုးကြတာလားပို့နဲ့ပို့တော့သူတို့လှစင်လားဟုတ်တယ်အဲ့ဟာလေဟိုကိုနဲ့လိမ့်တဲ့လူတွေရောပြန်ကြားတဲ့တင်ညာပါလဲဆိုတော့ဟိုတငယ်ချင်းနေရပြန်ပြောကြချင်းသူတို့ကောင်မလေးတွေကပြောရဲတဲ့မိကက်ငယ်လေးကိုနှားနိုင်မှသူတို့လက်ထပ်ပါလို့ပြောပါမျိုးတကယ်တော့အဲ့တငယ်ချင်းတွေပြန်ပြောရ ပြောတဲ့ချိန်မှာအဲ့ကျကိုအရန်ပွမ်းတာပေါ့နော်။အော်ငါတို့မျိုးကငါ့ကိုဒီလိုအားပေးပါလားငါတို့မျိုးကဒီလိုငါ့ကိုချစ်ပါလားဆိုတဲ့အတွေးစိတ်နဲ့အဲ့ကြောင့်မို့လဲမိကငယ်လေးရှိဖို့ဆိုတဲ့ဟာလေးကလည်းခေါင်းထဲမှာလည်းရောက်လာတဲ့ဟာလေးရောပေါ့။အဲငယ်ဆိုရင်အရင်တော့ဆိုရင်မအိချော်ဖို့စလေးတော့ချက်ပါပါဆိုလို့ရှိရင်ဘာလို့လဲဆိုတော့မိကက်ငယ်လေးဆိုတာလေးပဲတိရအဲ့တော့ငယ်လေးဆိုတာများတယ်မိကက်ဆရာကြီးတဲ့မှာညာဘယ်သူလဲဘယ်သူလဲဆိုတာမသိဘူးအဲနှစ်ကား၃ကားထိငယ်လေးအဲ့ဒါနဲ့ဟိုပါဘောနော်ငယ်ရှူတင်မန်နေဂျာရဲ့လေငယ်လေးငယ်လေးလို့ပြောကြလူတွေမှားကြအဲ့ချိန်မှာ အဲလိုတခုခုဟောမှာအကျော်ကိုမျိုးကလည်းငယ်လေးအကျော်ငယ်လေးကိုဟိုမမတို့ကလည်းခါကြရင်ရှေဘူသူမရှေဘူလို့ခေါ်ရမလားအကျော်ဒီလိုငယ်လေးရှေဘူကောင်းနေဆိုပြီးတော့အဲ့လိုမှတ်မှတ်ရရမအမအချော်ဘူအကယ်မီမှဟိုစကားတင်ကားတကားရှိရကိုထွန်းထွန်းနဲ့ဘာပါလဲအဲစကားနဲ့မကြမ်းမိနဲ့တော်တော်ကြာပြီ9နှစ်10နှစ်လောက်ရှိဆိုတော့အဲကာမှာစပြီးတော့မိကငယ်လေးရှေဘူဆိုပြီးထည့်လိုက်တာအဲဟာတနိုင်ငံလုံးအရင်အောင်မြင်တဲ့ကားလေးဆိုတော့ကိုပူပြီးလူတီများသွားတယ် ရှူဝါဟာလေးဆိုပြောကြရဲငါတို့ရုပ်ရှင်စာတမ်း PhD မပြောင်းဘူးတဲ့။ဘာလို့ကိုမျိုးဝါဟာလေးမေကက်ငယ်လေးရှူဖို့ဆိုတာလေးကိုပါလာလို့သဘောကျလို့ဆိုပြီးတော့အဲ့တော့အာမင်းသမီးတို့ဆိုတနည်းအောင်လိမ့်ခဲ့ပေးတာလေ။အာဒီအဓိက main ထားတာရဲ့နောက်ထပ်အာလိမ့်နေတယ်လို့ရှိရင်ဒီလိုပဲ sentence တို့လိမ့်နေတာလား။ main ကတော့ကြောက်ဖို့ပဲနောက်ပိုင်းရောက်တော့ဟုတ် ငရေကျတော့အဲ့လိုမျိုးမိထားရရောမရှိဘူးအဓိကဘာလဲဆိုတော့ငရေကပထမဆုံးပေါ့နော်မင်းသမီးပဲနေနေအပြင်သူပဲနေနေအရင်ဆုံးလာချိတ်ပြီးအလုပ်ကိုအရင်ပေးတဲ့လူကိုပဲလက်ခံပေးဖြစ်တဲ့ငရေကတော့မမအီချိုးဖို့နေရဘာဖြစ်လို့အဲ့လောက်ထိနှစ်တည်းကြာကြီးတွဲပြစ်လဲဆိုတော့သူတို့ကကျတော့ဟိုးဘီယိုတခစ်တုံးကကျတော့ငရေတို့ကကျတော့လုံးဝနားရမရှိရိုက်ခဲ့ရတယ်နိုင်မရှိရိုက်ခဲ့တဲ့အချိန်မှာငယ်တို့နေမှာထွက်တယ်ဆိုလေမမဟိုမင်းသမီးကကိုယ်ကိုမိတ်ကက်ချိတ်တရားငယ်လေးငါတို့နေဆင်းမှာနော် 3လလောက်ကြာမယ်2လကြာမယ်ကားအရေးအတွက်တော့မပြောတော့လာလာနဲ့ပဲပြောပြီးရောအခေါ်သွားခေါ်သွားပြီးရောအဝတ်စားရေးဟိုမှာပဲအဲ့တော့ငယ်တို့မှာပြင်ဦးနေမှာနလာအဲပြင်ဦးကနေဆင်းလိုက်တောင်ကြီးသွားတောင်ကြီးကနေတလာအဲ့ဒါနေတောင်ကြီးကနေပြန်လာမဲလေးကိုဘလောက်ဆိုပြီးအဲ့လို နှစ်လားသုံးလားနေမှာရန်ကုန်ပြန်ရောက်တဲ့ကာလရှိအဲကြောင့်မို့ကိုင်းတွေပြီးလို့ခဏနားချိန်လေငါရဲ့နားဆိုငယ်လေးဆိုရှူပြန်ပြန်နားယူရမြန်အဲကြောင့်ရှူပြန်တဲ့ရှိချင်ဟဲ့နေရန်ကုန်မှာနေပြတော့တိုင်းမလားလာမို့ဘူးခီးတွေသွားရမြားပြောရန်ကုန်မှာကိုမနေပြဖက်နဲ့နေတွေပဲဆင်မြန်အမမနဲ့ငယ်နေရကြောအလုတ်တကယ်ကိုတစ်တီချာချာလုတ်ခဲ့ရကြတဲ့အတွက်ကြောင့်မို့အဲအဲ့လိုအဲ့လိုအဲ့လိုနေမှာများခဲ့ကြတာအဲ့တော့သူများတွေကိုစပါဥမာ မျက်နှာပြင်ပေါ့နော်မျက်နှာအဓိကပေါ့နော်ဟုတ်ပြီးတော့စပင်ပေါ့စပင်ဟုတ်တယ်အဲ့ဒီတော့သူတို့မျက်နှာနဲ့လိုက်ဖက်မဲ့ ဝတ်စာဟုတ်တယ်ဝတ်စာဘုရားဘုရားဘုရားဟုတ်တယ်ဟုတ်တယ်အဲ့ဒီမှာကိုယ်မိကတ်ကဘယ်လိုလေးဆက်ပြရလဲမိကတ်တယ်မဟုတ်ဇပယ်ရောနောက်ထပ် accessory ဒါရောကိုယ်ဘယ်လိုလေး plus လုပ်ပြရဟုတ်ငယ်တော့ကျော်အဓိကပေါ့နော်ပထမမင်းသမီးပေါ့နော်ပထမဆုံးပြောပြမင်းသမီးတယောက်ကနေပြီးရောငယ်တို့ခုငယ်မင်းသမီးကြီးပေါ့ငယ်မင်းသမီးငယ်ရေးမနေ့ပြန်ပွက်တဲ့ဘာပွက်တဲ့ရှိရဲ့လို့ကွာဘာရအောင် okay မမအဲ့ဆိုငယ်ဝတ်စုံလေးပို့ပေးငယ်တို့ကျော်ဝတ်စုံပို့ပြီးမှအဲ့ဝတ်စုံနဲ့လိုက်မဲ့ဇပင် make up ကိုပြန်စင်းစားရအဲ့ make up နဲ့ဇပင်နဲ့ ဟိုသပင်းနဲ့မိတ်ကက်နဲ့နဲ့နှစ်ခုနဲ့လိုက်လို့လည်းမရဘူးဝစ်စုံနေရတဲ့ life ပဲမြင်ဒီမှာလေပင်းကကော်လန်အောင်ဖြစ်ထားတယ်သပင်းချထားလို့အဆင်မပြေဘူးသပင်းကော်လန်ဒီဒီဇိုင်နာနဲ့သူ့လေပင်းထောင်တာလေးရောမြင်မြင်ပါပဲလေအဲ့တော့ကိုကလည်းကိုရဲ့သပင်းကိုလှအောင်လေးမြင်ကြတဲ့ကြောင့်သပင်းလေးကိုထုံးပေးရမျိုးရှိခဲ့ရတယ်အဲ့တော့အဲ့ဟာလေး life ပဲအဲ့တော့ငယ်တုန်းဆိုရင်အရင်ဆုံးတောင်းတယ်မင်းသမီးငယ်တော့မင်းသမီးပြေမှာအမြဲနေခဲ့ရတူဖြစ်တဲ့ကြောင့်ဘလို့လဲဆိုတော့ရိုးသမီးပဲစီပဲရောက်ရောက်ဆိုရင်ငယ်ဝစ်စုံအရင်တောင်းတယ်တောင်းပြီးမှသပင်းကိုပြန်စင်းလာတချို့ဆိုရင် ိုဘောလောက်ချင်တဲ့သဘင်ကအဲတမျိုးဝစ်ဝစ်တဲ့ဝစ်ဆောင်ကတမျိုးဖြစ်တဲ့ကြောင်မလိုက်ဖက်တဲ့ဟာရရှိတဲ့ကြောင်ကိုရရှင်းပြရရနားလေအောင်ဧည့်သည်ကိုအဲမားရေမားဒီလိုဝစ်ဆောင်လေးဝစ်မားဒီလိုလေးဝစ်တဲ့ကြောင်ဒီသဘင်နဲ့ဒီလိုအဆင်မပြေဘူးဘယ်မှအခက်အခဲရှိရအမဘယ်ချင်ကြရငယ်တို့ကျော်ဒီလုပ်ငန်းအတွေ့အကြုံကဟိုဟာဆယ်သုနှစ်တဆူရှိခဲ့ရေဆိုတော့ကောင်းကောင်းနားလေကြောင်သူတို့ဧည့်သည်ကိုရှင်းပြနိုင်တယ်ရှင်းပြနိုင်ကြောင်ဧည့်သည်လက်ခံတဲ့ကြောင်မို့အခုဟိုအလုပ်လေးပါလေးဆိုရင်အဆင်ပြေအောင်လုပ်နိုင်ခဲ့အလုပ်လေးလုပ်နိုင်ခဲ့လဲဟုတ်ပါတော့ဟုတ်ကဲ့ဟာရေဘုံဆောင်မှု ဒီကတော့ဟိုကားရဲ့ makeup menu တွေကတော့ပေါ့ဟုတ်နော်ဗာငါဘောလေးပါလာတယ်ဟုတ်တယ်ကြော်ညာရိုက်ဖိုတိုရှူရေအကုန်လုံးပေါ့နော်ငယ်ဟိုပါပေါ့အဓိကငယ်တော့ကတော့ပထမဦးဆုံး makeup artist တွေတွားရတာပေါ့နော်ဒါငယ်ငယ်ငယ်ရဲ့တွားရတဲ့ပုံပေါ့နော်ငယ်တွားရတာပထမဦးဆုံးကဆက်ရနောက်မှာတပည့်အနေနဲ့ခံရတယ်တပည့်အနေနဲ့ဖြစ်ပြီးတွားပြီးအချိန်မှာဆက်ရတစုဖြစ်အောင်ပြန်ကြိုးစားဆက်ရတစုဖြစ်တွားတဲ့အချိန်မှာလည်း ဆရာတဆူဆိုပြီးရက်နေရတဲ့အရွယ်မရောက်အောင်ဘာဖြစ်လဲဆိုတော့မင်းသမီးတွေဘေးကိုဒါမိကိုမှုတစ်ခုအနေနဲ့တိုင်အတိုင်တစ်ခုအနေနဲ့ငယ်တော့ကနေပြီးရောမင်းသမီးတွေလိမ့်နိုင်အောင်ကြိုးစားခဲ့မင်းသမီးတွေယုံကြည်မှုရလာအောင်ကိုယ့်ရဲ့နေမှုထိုင်မှုဝတ်မှုစားဖို့ပြောဖို့ဆိုဖို့နေဖို့ထိုင်ဖို့နေရစာအကုန်လုံးယူပေါ့နော်သူများပွဲလဲတင်အောင်ပေါ့နော်သူများပွဲလဲတင်အောင်လူကြားထဲမှာပွဲလဲဆန်အောင်ဆိုပြီးတော့နေထိုင်မှုကစာအကုန်လုံးကိုယ့်ကို သူများနဲ့ဟိုသူများတွေလိုလွတ်လပ်မှုနေသွားတယ်နေရောနေခဲ့ရတယ်နေခဲ့ရတဲ့ကြောင့်မို့လဲဒီမင်းသမီးကဩသူနေတတ်တယ်သူထိုင်တတ်တယ်သူစားတတ်တယ်သူသွားတက်လာတတ်တဲ့ကြောင့်မို့ကိုယ်လက်တွဲခွင်တလန်နေပြောသူတို့ကလည်းကိုယ်လက်မလွတ်ချင်းကိုယ်ကလည်းသူ့ကိုလက်မလွတ်ချင်းတဲ့ကြောင့်နှစ်ယောက်တောင်းပြီးအကုန်လုံးလက်တွဲလုံးလုံးကြီးတန်းနေပြောအဲကိုကသူ့ဟောတော့အမှန်တရားမိတ်ကဲဆရာကိုယ်နာမည်ရဆိုတဲ့ကြောင့်ကိုမင်းသမီးရဲ့ကြောင့်မို့အများကြီးပါပါတယ်ခုလာဒီလိုလေးနေရတယ်ဟုတ်ပုံလေးကြည့်လိုက်သူမင်းကလေးကြီးကြားတာ ဟုတ်တယ်ဟုတ်တယ်တာတော့လာတော့ကြတာကိုစစ်တူတော့ရှိဘူးလားအဲ့ဒါတွေသိလားဟုတ်ကဲ့ဟိုရှိရရှိရတချို့ဆိုရင် Facebook မှာကြည့်ပြီးတော့ငင်းကို main ကလေးအစ်စ်တကယ်ထင်တယ်ထင်ပြီးတော့လာပြောကြတယ်ဒါပေမဲ့တပုံထဲမှာမြင်ပြီးတော့လာပြောကြတာပါအပြင်မှာကိုတကယ်ချစ်တယ်လာပြောတော့မရှိသေးပါအပြိုလေးပါအပြိုလေးပါ ်ဟုတ်ကဲ့ငယ်လေးကိုဆက်သွဲခြင်းနဲ့ဆိုရင်ငယ်လေးရဲ့ Facebook ကမိကဲငယ်လေးရွှေဘူဟိုဖွင့်ထားတဲ့ဆိုင်ကတော့ဘန်းဥချင်မောင်လမ်းမကြီးပေါ်မှာဖွင့်ထားပါတယ်အဲမိကဲငယ်လေးရှိဘူဖုန်းနံပါတ်က39956ခု1ခု39ပါအဲ့ဒါနဲ့ဆက်သွဲပြီးတော့ချိန်ဆက်လို့ရပါတယ်လိုင်းပေါ်အနေနဲ့ဟယ်လို hi လို့ရပါရှင်ကျေးဇူးပါကျေးဇူးပါ